50ဆက်တော်ထဲမှာပါဠိကေတာရဆက်ဆိုရှိတယ်။လောကလူတွေလှုပ်တဲ့လှုပ်ထိုက်တဲ့ကုသိုလ်၃မျိုးကိုမြတ်စွာဘုရားကသင်္ကန်းစာပေးဖို့အတွက်ဒီဆက်ကိုခေါ်ခဲ့တာဖြစ်တယ်မဟုတ် ဇလန်းလေးကိုချင်းညွတ်ပြောရမယ်ဆိုရင်မေဂရတိုင်းမှာမေဂရမြို့တော်ရဲ့အရှိမြောက်ထဲမှာပါဠိတရားဆိုတဲ့ပုံနာရွာကြီးတရွာရှိတယ်ပုံနာလူမျိုးတွေနေလို့ပုံနာရွာလို့ခေါ်တယ်အဲ့ဒီရွာမှာလေပန်းရှင်တထေးကြီးရှိတယ်လေပေါင်းဧကပေါင်းမြောင်များစွာချမ်းသာတယ်သူကိုယ်တိုင်လှုပ်တဲ့လေရလည်းမနေဘူး ူများကိုအငှားချထားတဲ့လယ်တွေလည်းရှိတယ်။အဲ့ဒီလယ်ရဲ့ဟိုဘက်ကိုကြည့်လိုက်မယ်ဆိုရင်လက်ပံပင်တွေပေါက်နေတဲ့လက်ပံတော်အုပ်ကြီးတစ်ခုရှိတယ်။ဒါအနေထားတွေကိုဖော်ပြ။အဲ့ဒီလက်ပံတော်ထဲမှာကျင်းငှက်တွေများစွာနေထိုင်ကြတာဖြစ်တယ်။အဲ့ဒီနေထားမှာသူဟာလေစပါးတွေကိုစိုက်ပြူးလေယာတွေကိုပြုထောင်စိုက်ပြူးပြီးတော့ စပားတွေမှဲ့တဲ့အချိန်ရောက်လာပြီဆိုတဲ့မလုပ်လဲဆိုရင်လက်ပံမင်တော်ကချင်းငှက်တွေဟာသူ့လက်ထဲကိုရောက်ရှိပြန်တန်းလာကြပြီးတော့မှဲ့နေတဲ့စပားကင်းကစပားတွေကိုစားကြတယ်အကောင်းကြီးအလွန်များတဲ့ချင်းငှက်တွေအုပ်လိုက်ကြီးကြလာပြီးတော့စားတာ ချောက်လို့မနိုင်တော့အောင်ရှိတယ်ပေါ့ချောက်လို့မနိုင်ဘူးကျင်းငက်တွေကလွန်ရဲတယ်ဟိုနာချောက်ဒီနာကြအဲ့ဒီလိုလေဆောင်ကကျင်းငက်တွေကိုမောင်းထုတ်တော့လည်းမနိုင်တော့ဘူးထူးထူးခြားခြားအဲ့ထက်ပဲဒေါင်းလောက်ကြီးတဲ့ကျင်းငက်ကြီးတကောင်ပါအဲ့ဒီကောင်ကြီးရဆိုရင်သူလဲဝအောင်စားတယ် ပြန်သွားတဲ့အခါကျတော့စပယ်နှံနေကိုခြေပြီးတော့သွားတယ်။စားလို့တဲ့အာမရဟုတဲသွားတယ်။တချို့လဲလှုပ်တတ်တယ်အဲ့လိုမျိုးအလူမန်တဲ့ထမင်းကျွေးကိုလာပြီးတဲ့အခါကျချိုင်းဆွဲသွားတာဆိုတာမျိုးနဲ့တူတယ်ပေါ့နော်။ဒီမှာလဲစားတယ်ပြီးတော့ချိုင်းလဲဆွဲသွားတယ်ပေါ့။အဲ့ဒီကြေးကြီးကလည်းပဲချိုင်းဆွဲသွားတဲ့သဘောပဲ။သူလဲဝအောင်စားတဲ့စပယ်နှံနေကို ူနှုတ်သီးနဲ့အကုန်လုံးကိုက်ချီပြီးတော့ပြန်သွားလေဆောင်ယောက်ျားကနိုင်အောင်မမောင်းနိုင်တဲ့အခါသူ့ရောချေးတောင်းမှကြောက်တော့လေပိုင်းတတိကြီးစီသွားပြီးတော့ဒီအကျိုးเจ้าတွေကိုပြောတယ်သူကျင်းငှက်တွေကြလာတာသူတယောက်တည်းနဲ့မနိုင်တော့ဘူးမထိန်နိုင်တော့ဘူးအဲ့ဒီမဲ့ထူးထူးခြားခြားဒေါင်းလောက်ရှိတဲ့အကောင်ကြီးကသူအားရပါးရစားရုံနဲ့မကဘူး ပြန်ကြတော့လဲဆိုဝါပင်နေစပယ်နှမ်းလေးကိုချီးပြီးချီးပြီးတော့သွားတယ်သူ့မောင်းတာလည်းမရဘူးဒီကောင်ကြီးကမကြောက်ဘူးလို့လေပဲရှင်ဘုံနာကြီးစီသွားပြီးတော့တိုင်တန်းတယ်အဲ့တော့လေပဲရှင်ဘုံနာကြီးကသူ့ကိုပြောတော့မင်းကြော်ခွင်းထောင်တတ်သလားဆိုထောင်တတ်ပါလေဒါဖြင့်လောက်กว่าကြော်ခွင်းအဲ့ဒီချင်းကတိကြလာတဲ့နေရာမှာမင်းကြော်ခွင်းနေထောင်တာ အဓိကတော့အဲ့ဒီ download ရှိတဲ့ခြေငှက်အကြီးကြီးဆင်းတဲ့နေရာကိုမင်းအဓိကထားပြီးထောင်းလို့ဆိုကြောက်ဝင်းထောင်းခန်းလိုက်ကြောက်ဝင်းလှုပ်တဲ့အခါနှွားမြီးတို့မြင်းမြီးတို့လိုဟာမျိုးပေါ့ဖြတ်လို့မလွယ်တော့ခိုင်မာတဲ့ကြောက်ဝင်းနေလောက်ခိုင်တာလေဝင်းနေမှာထဲ့ထားနောက်ရကြတော့ခြေတွေခြေငှက်တွေပြန်တန်းချလာပြီးတော့ဆွဲနန်းတွေကိုစားကြပြန်တယ် အဲ့ဒီ download ရှိတဲ့ကောင်းကြီးကတော့သူဆင်းနေကြနေရဆင်းလာဆင်းဆင်းချင်းသူ့ခြေတော်ကြော်ကွင်းကဆွတ်မိသွားအဲ့ကောင်းကြီးကြော်ကွင်းမိသွားသို့တော့သူကကျင်းခဲ့တဲ့မှာခေါင်းဆောင်ဖြစ်တော့တခြားကျင်းခဲ့တည်းခုချိန်သူ online လို့ရှိရင်အစာမစားရမှဆိုလို့အသာလေးသူ့ခြေတော်ချိန်ပြီးတော့ယုံနေတယ်ယုံလို့မရဘူးမအောင်ဘူး နောက်ဆုံးကြီးတွေကဆွဲနနေဝါအောင်စားလို့အာရရပြီဆိုတဲ့အခါမှာငါတော့ကြောက်ဝင်းပြီးဟေးဆိုတဲ့အတိပေးတဲ့အနေနဲ့អော်လိုက်တာចန်နေချင်းငယ်တည်းအကုန်ပြန်ကုန်ညာတော့မှမရှိတော့သူတို့ကောင်လည်းပဲចန်အဲ့ဒီအချိန်မှာလေဆောင်ယောက်ျားလာပြီးတော့ဖမ်းတယ်ဖမ်းပြီးတော့အိမ်ခေါ်သွားရဲ့ ဘုန်းသားကြီးစီရောက်တဲ့အခါလေပင်ရှင်ဘုန်းသားကြီးကခြေကောင်ကြီးချိပြီးတော့သူကအကောင်ကြီးကလက်ချီးတော့ခြေနဲ့ဒါကြီးချိပြီးတော့ကြာကြာနာနာခြေတော့မှာကြော့ကွင်းကြီးနဲ့ပွန့်ပဲ့နေလေဆေးတွေပဲလိမ့်ပြီးပြီးဒီကောင်ကြီးကိုခဏထိန်းချုပ်ပြီးအစာရည်သာကျွေးပြီးတော့မေးတယ်နော် ဟောဒီလေဆောင်ယောက်ျားကပြောတယ်တဲ့မင်းဟာစပယ်နန်နေစားယူနေမကဘူးချိန်ဆွဲသွားတယ်လို့ပြောတယ်နော်စပယ်နန်စားယူနေမကဘူးနှုတ်သီးနဲ့စပယ်နန်နေအများကြီးချီချီသွားတယ်လို့ပြောတယ်အဲ့တော့မင်းကခိုးတော်ဆောက်ထားဖို့စပားတွေကိုတဲပြီးတော့အယောင်းဝယ်လောက်ထလာသို့မဟုတ်ခိုးတော်ဆောက်ထားတာရှိလို့လားလို့ ဘုန်းတော်ကြီးကမေးတဲ့အခါကျတော့ကျင်းခဲ့ဆိုတော့လူဘာသာစကားလည်းပဲအလွယ်တကူနဲ့ပြောတတ်တဲ့တရမမျိုးလေးကိုနော်ပြောတဲ့အခါကျတော့သူပြောတဲ့စကားကတော်တော်ထူးဆန်းသွားတယ်ဘာလို့ဆိုကျွန်ုပ်ယူသွားတာဟာတခြားမဟုတ်ပါဘူးတဲ့ကျွန်ုပ်ဟာကိုယ်တော်လဲဆုံးထားပါဘူးရောင်းဝယ်လည်းမလုပ်ပါဘူးတဲ့ ျွန်တော်ယူသွားတဲ့စပယ်နန်းနေတဲ့ကတချို့ကိုကျွေးသည့်ခြားရပါတယ်တဲ့တချို့ကိုတော့ကျွေးဟောင်းဆက်ရပါတယ်ကြံတဲ့ဟာကိုတော့ရှင်နိမြုံနန္ဒာလို့ရွှေအိုးမြုပ်ရပါတယ်လို့သူကပြောတယ်လူသားတွေလှုပ်တဲ့ပုံစံမျိုးပဲသူကသုံးပုံခွဲပြီးတော့တစ်ခုကကျွေးပေးတာတစ်ခုကကျွေးဆက်တာ ကျန်တဲ့ပူရှင်တဲ့ဟာကြတော့ရွှေဦးမြုပ်တာပါသိမ့်တာပါလို့ဒီလိုပြောတယ်အဲ့ဒီကြတော့သူစကားကတော်တော်ထူးဆန်းတော့လေပိုင်းရှင်ပုံနာကြီးကစိတ်ဝင်စားပြီးနေစမ်းမအောင်ချင်းငဲ့တကောင်ကကျွေးသိပေးတယ်ဆိုတာလေဆန်းလာကြီးလား ကျွေးဟောင်းဆက်တယ်ဆိုတာလည်းအလွန်ဆန်းရွှေအိုးမြုပ်တယ်ဆိုတာလည်းအလွန်ဆန်းနေဒါကြောင့်မို့ဘလူကျွေးသည့်ပေးပြီးဘလူကျွေးဟောင်းဆက်တာလဲနော်ဘယ်လိုရွှေအိုးများမြုပ်ပါသလဲလို့ဆိုတော့တေချာကပ်ပြီးတော့မေးတဲ့အခါကျတော့အဲ့ဒီကျင်းငယ်ကျင်းကလူဘာသာစကားနဲ့ရှင်းရှင်းနေတော့သူပြောပြသူကျွေးသည့် ပေးတယ်ဆိုတော့တခြားမဟုတ်ပါဘူးတဲ့အသာတပက္ခတရုဏာပုဒ္ဒကမရှခောတိယဒီမံပတပြိတန်ဒီတတမတေတံဣနန္တရေသူပြောတဲ့စကားလေးကသူမှာတောင်းငယ်တမင်းငယ်လေးတွေရှိသေးတယ်အတောင်မပေါက်ကြသေးဘူးသူ့ကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့ ချင်းငှက်ကလေးတွေဟာတောင်မပေါက်ကြသေးဘူးမပြန်နိုင်ကြသေးဘူးတဲ့အတိုက်ထဲမှာပဲဒီတိုင်းပဲရှိနေကြသေးတယ်အဲ့ဒီချင်းငှက်သတော်အငယ်လေးတွေစားဖို့အတွက်သူကယူယူသူတို့စားဖို့ယူသွားတယ်လို့မပြောပဲနဲ့သူတို့ချီးလာတဲ့အခါကျွန်ုပ်ကိုပြန်လီပြီးတော့ကျွေးမွေးကြမှာဖြစ်လို့ အဲ့ဒါကိုရည်ညွှန်းပြီးတော့သူတို့ကိုကြွေးအစ်စ်ချတယ်လို့ပြောတာပါ။ဟောသူကြွေးရမယ်သူ့ရဲ့တားငယ်သမီးငယ်တွေကိုသူကြွေးတာအဲ့ဒါကိုကြွေးတစ်ချတယ်လို့သူကပြောလိုက်တယ်။ပုံနှန်းကြီးကသဘောကျတယ်။ဒါပြင်ဟုတ်ပြီကဲကြွေးဟောင်းဆက်တာကတော့ဘာတော့ကြွေးဟောင်းဆက်တာကတော့ဘာတော့ဆိုတော့ မာတာပိတသမေဝုဒ္ဓစေနကာကတယုဗနာတေတံတုန်နေနဟာတုနမုံစေပုပ္ပကတံဣနံကျွန်ုပ်မှာမွေးပြီးတော့ဆောင်းလျှောက်ခဲ့တဲ့မိအိုဖအိုအတောင်မန်တွေကကျွတ်ပြီးတော့မပြန်တန်းနိုင်တော့ဘူးတဲ့မိအိုဖသူ့ကိုမွေးခဲ့တဲ့မိအိုဖအို ကျင့်ခဲ့ကြည်တယ်ဟာအတောင်ပံတွေကကျုပ်ကုန်လို့ကောင်းရင်ကိုမပြတ်နိုင်တော့ဘူးတဲ့သူတို့ဟာဒီလိုပဲတစ်ပင်ပေါ်မှာနားခိုပြီးတော့နေကြတယ်အစာရေစာရှာပြီးတော့မစားနိုင်ဘူးတဲ့ဒါကြောင့်မို့သူတို့အတွက်နှုတ်သီးနဲ့ချီယူပြီးတော့သူတို့ငယ်ငယ်ကကြွေးခဲ့တဲ့ခြေဆုတရားကိုပြန်ဆက်တဲ့အနေနဲ့ ကျွေးဟောင်းဆက်ချင်းဖြစ်ပါလေအလုံးမြင်မှုကြမှာပေါ့ငှက်ကလေးတွေဟာအစာရှာပြီးတော့ငှက်ပေါက်ဆာလေးတွေကျွေးနေတာတွေ့ပါလေနော်ငှက်ကလေးတွေခွန့်ပြီးတော့ကျွေးနေကြအဲ့ဒါလိုပဲသူ့ရဲ့မိအိုဖအိုတွေကိုလည်းပဲသူကျွေးမွေးဆောင်ရှားရပါတယ်တဲ့အဲ့ဒါကိုယူရပြီးတော့ကျွေးဟောင်းဆက်တယ်လို့သူပြောခြင်းဖြစ်ပါလေလေပဲရှင်ပုံနှိုင်းကြီးကသဘောတွေကြာတယ် ဟုတ်သားပဲလူတွေတောင်မှတခါတည်းလေးတို့လှုပ်တာမရှိဘူးသူကဒါခြေခေါင်းဆက်တယ်ဒါဖြင့်ဟုတ်ပြီရွှေအိုးမြုပ်တာကြတော့ဘလို့လှုပ်တာလဲအင်းကြီးပိတ္တထသကုဏခိနပက္ခသူတို့ပလာတေတံပုံညတိကောဓမ္မိတန်နိဒေအာဟုပဏိတာအဲ့ဒီမှာ ကျွန်ုပ်တို့ချင်းငဲ့အုပ်ကြီးတဲ့မှာတဲ့တချို့ချင်းငဲ့ကြီးတွေဟာအသက်အရွယ်ကြီးလာတဲ့ဟာအတောင်နေကျုပ်ကုန်ကြတယ်တောင်နေကျုပ်ပြီးတော့အလုံးကိုအားနေတယ်မပြန်နှိုင်းရှာကြတော့ဘူးသူတို့အတွက်တော့ကျွန်ုပ်ကနောင်နာခတ်အတွက်ကုသိုလ်ကောင်းမှုဖြစ်ဖို့ရအတွက်သူတို့ကိုကြွေးမွေးဆောက်ရှောက်တာဟာ ဒါဟာရွှေအိုးမြုံနိုင်ခြင်းပဲဖြစ်ပါတယ်ကုသိုလ်ကောင်းမှုကိုလိုချင်လို့သူတို့အတွက်ကိုကျွေးမှုဆောင်ရှောက်ပါတယ်ဒါဝတ္တရားနဲ့လှောက်တာမဟုတ်ခုနကနှစ်ခုကဝတ္တရားပါကလေးငယ်လေးတွေကိုဆောင်ရှောက်ကျွေးမှုတာကဝတ္တရားမိဥဖအိုတွေကိုကျွေးမှုတာကဝတ္တရားအခုကတော့ဝတ္တရားမဟုတ်ဘူးကုသိုလ်လိုချင်လို့ ဆောင်ရှောက်ရမယ်ခြင်းငယ်တွေကိုဆောင်ရှောက်တာဖြစ်တယ်ဒါဟာကုသိုလ်ကောင်းမှုလုပ်ပြီးတော့ယဉ်နိမြုပ်နိုင်ခြင်းဖြစ်ပါတယ်လို့ဩဒီလိုရှင်းပြလိုက်တဲ့အခါကျတော့လေဝိရှင်ဘုံနာကြီးကလူတွေတောင်မှတ်ဒီအသိမရှိဘူးတဲ့ဒီခြင်းငယ်သတော်အတော်ကိုလိမ္မာရေးချရှိတာပဲလူတွေတဲ့တောင်ပိုသိတယ်ဝန္တာအာရဖြစ်ပြီးတော့ သူ့ကိုအလိုရှိရာစားဖို့အတွက်သူစိုက်ပျိုးပေးထားတဲ့လေဧကားတဲ့ကအကွက်တကွက်ကိုတတ်မှတ်ပြီးတော့ပေးကြိုက်တယ်လို့စားပါဒီခင်အလုံးစားတဲ့နေ့ဆွဲထားပြီးတော့ဒီချင်းငယ်ကြီးပိုင်တဲ့အခင်းကိုတတ်မှတ်ပြီးတော့ပေးလိုက်တယ်ကြိုက်တယ်လို့စား ဒီခေတ်ကထွက်သမျှသီးနှံနေသူ့ပိုင်ဆိုင်ခွင့်ရှိတယ်လို့ဆုလက်အနေနဲ့လည်းပဲရှင်ဗုဒ္ဓကြီးကပေးလိုက်တယ်ပေးပြီးတော့ဒီချင်းခက်ကြီးကိုပြန်ပြီးတော့လှုပ်လိုက်တယ်ဒီဆက်လန်းလေးကိုမြတ်စွာဘုရားကတရိစ္ဆာန်မင်းဖြစ်တော်လဲပဲတကယ်အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာလှုပ်တဲ့လှုပ်ထိုက်တာတွေကိုလှုပ်နေကြတာဖြစ်တယ်အော် အလုံးမြင်မိကြသလိုပဲမိခင်ဖြစ်တဲ့ငှက်မတွေငှက်ဖို့တွေငှက်ထီးတွေဟာသူတို့ရဲ့လူမမယ်ကလေးငယ်လေးတွေကိုကျွမွေးဆောင်ရှောက်ကြတယ်ငှက်ကြီးတွေကိုကျွေးတာတော့မြင်မှုချင်မှမြင်မှုကြမယ်ငှက်ပေါက်စားလေးတွေကျွေးတာတော့မြင်မှုကြတယ်အဲ့လိုလုံးတဲ့လုံးတဲ့လုံးတဲ့တောင်းဝန်တရားတွေကို သူတို့ဟာခြေပြွန်စွာထမ်းဆောင်နေကြတာဖြစ်လို့သံတရာစီးပွားကုသိုလ်ကောင်းမှုများဟာလှုပ်တဲ့လှုပ်ထိုက်တဲ့ကုသိုလ်ကောင်းမှုတွေသာလင်းဖြစ်တယ်။ဒုတိယတွေဟာလူ့ဘဝရောက်လာတဲ့အခါမှာထို့တူပဲငါတို့လှုပ်တဲ့လှုပ်ထိုက်တဲ့ကုသိုလ်ကောင်းမှုတွေကိုဒုတိယတွေဟာအာယုစုဆိုင်ပြီးတော့ကိုယ်တန်းငယ်သမီးငယ်တွေကို တောင်းဝတရားရပြုစုဆောင်လျှောက်ခြင်းကျွေးမွေးဆောင်လျှောက်ခြင်းကိုမိဟုဖအိုတွေကိုတုံ့ပြန်ကျေးဇူးဆက်ခြင်းဆိုတဲ့တောင်းဝတရားနဲ့သက်ဆိုင်တဲ့ဒီကုသိုလ်နှစ်ရပ်ကိုကြိုးစားအထောက်ပြီးမလင်ဟင်းစေရအောင်တတိနဲ့ဆောင်ရွက်ရမှာဖြစ်ပြီးကိုရှာဝေလို့ရလာတဲ့ပစ္စည်းဥစ္စာတွေကိုလည်းပဲဒီဘဝအတွက်သာမသုံးမဲနဲ့ ကုသိုလ်ကောင်းမှုအတွက်ယင်းနှမြုံနှံမှုတစ်မျိုးဖြစ်အောင်တို့တွေရွှေအိုးမြုပ်ခြင်းဆိုတဲ့ကုသိုလ်ကောင်းမှုလုပ်တဲ့အလုပ်ကိုလုပ်ရမှာဖြစ်တယ်လို့သတိထားပြီးအသိဉာဏ်ပွားဖို့ဖြစ်ပါမြတ်စွာဘုရားကဒီဇာတကဒေသနာဖြင့်လူသားတွေအတွက်ဘဝသင်္ကန်းစာတရားကိုပေးတာဖြစ်တယ်။အဲဒီအလုံးတရားချက်ခင်သူတော်စင်ပြိဋ္ဌာတ်တို့တို့တွေလူသင်လှုပ်ထိုက်တဲ့ ကျွေးသိပေးခြင်းဆိုတာလောက်ကြရဲ့လားကျွေးဟောင်းဆက်ခြင်းဆိုတာကောလောက်ကြရဲ့လားရွှေအိုးရုံမြုပ်ကြပါရဲ့လားဆိုတဲ့ဒီမေးခွန်းတွေကိုကိုယ့်အကိုပြန်မေးပြီးတော့ကိုလောရမယ့်ဝတ္တရားတွေကိုမပြတ်မကွက်အောင်တို့တွေကြိုးစားအထောက်ကြအောင်မှဖြစ်တယ်လို့ကိုစီကိုစီတတိထားပြီးတော့ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း Mm-hmm.